မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်မိမကျူကျူလာတို့နဲ့အတူပါသမီမြေးတချို့ပါရုရှားနိုင်ငံကိုအလဲခရီးအဖြစ်နဲ့လိုက်ပါသွားပြီးတော့ဒီကနေ့မနက်9နာရီမှာနေပြည်တော်၄စိတ်ကနေထွက်ခွာသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ9ရက်နေ့မှာရုရှားနိုင်ငံမော်စကိုမြို့ယင်းမြင်းနီမှာပြုလုပ်မယ်ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတဲ့ယင်းမြင်းနီအောင်ပွဲအခမ်းအနားကိုမင်းအောင်လိုင်းနဲ့အတူမိမဖြစ်သူကျူကျူလာတက်ရောက်ရန်နေပြည်တော် လေဆိပ်ကနေပြီးတော့ရုရှားနိုင်ငံကိုဒီကနေ့မနက်ပိုင်းမှာထွက်ခွာသွားခြင်းဖြစ်ပြီးတော့မင်းအောင်လိုင်းကျူကျူလာတို့နဲ့အတူတာသမီမြေးတချို့ပါလိုက်ပါသွားတယ်လို့သိရပါတယ်မင်းအောင်လိုင်းရဲ့မြေးလေးတွေနဲ့တာသမီတွေပါသွားပါတယ်အလဲခေါ်သွားတာပါလို့နေပြည်တော်စစ်ရုံးနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်မင်းအောင်လိုင်းမိမကျူကျူလာအပါအဝင်မိသားစုဝင်များလိုက်ပါသွားတဲ့လေရင်ဟာ MAIA319XYELK လေးရင်ဖြစ်ပြီးတော့အဲ့ဒီလေးရင်ဟာပြည်ပကနေငှားရမ်းထားတာကနေပြီးတော့အခုနှစ်ဖေဖော်ဝါရီလအတွင်းမှာအပိပြတ်ဝယ်ယူလိုက်တဲ့လေးရင်ဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီလေးရင်ဟာနေပြီးတော့လေးစိတ်ကနေပြီးတော့ရုရှားနိုင်ငံမော်စကိုမြို့ကိုထွက်ခွာရမှာလန်ခီခီးတထောက်အဖြစ်နဲ့ တရုတ်နိုင်ငံမှာခိတ္တဆင့်သက်ရန်နာပြီးတော့လေယံစီဖြစ်မှာဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လိုက်မိသားစုနဲ့အတူစစ်ကောင်စီရဲ့တွဲဖက်အတွင်းရင်းမှုရဲဝင်းဦးကောင်စီဝင်တချို့ကာကွယ်ဝင်ကြီးမောင်မောင်အေးနိုင်ငံခြားရေးဝင်ကြီးတန်းဆွေညှိနှိုင်းကုတ်ကဲရေးမှုကြီးရည်လေးကြော်စွာလင်းတို့လိုက်ပါသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့တနိုင်ငံလုံးနဲ့ပတ်သက်ဆက်ဆက်နေတဲ့စီရေးဆိုင်ရာလုတ်ပိုင်ခွင့်အများစုကိုဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုမင်းအောင်လိုင်းကပေးအပ်လိုက်ပြီးတော့ ဒုတက်ချုပ်စိုးဝင်းထက်တောင်မှလုတ်ပိုင်ခွင့်နေပုံမရရှိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဒီဇင်ဘာလအတွင်းမှာစစ်တပ်ရဲ့ကြီးရေးလင်းညှိနှိုင်းကုတ်ကဲရေးမှုအဖြစ်ခန့်အပ်ခြင်းခံရတဲ့ဘိုးချုပ်ကြီးကျော်စွာလင်းဟာမလာနီးပါးကြာမြင့်လာတဲ့အချိန်မှာတော့စစ်ဘက်ဆိုင်ရာစီမံခန့်ခွဲမှုနဲ့လုတ်ပိုင်ခွင့်အများဆုံးကိုရရှိလာတယ်လို့သိရပါဗျ။ဘိုးချုပ်ကြီးကျော်စွာလင်းကဒုတက်ချုပ်စိုးဝင်းထက်တောင်မှ စစ်ဘက်ရေးရများမှာအရေးပါလာပြီးတော့ဆုံးဖြတ်ခွင့်များကိုပါပုံပုံရရှိလာတယ်လို့သိရပါဗျ။ဒီ9လအတွင်းမှာညှိကိုရဲ့လုတ်ပိုင်ခွင့်တွေကပို့ပြီးတော့များလာပါတယ်။ပို့ပြီးတော့လည်းအထူးကကြတဲ့စစ်စင်ရေးနဲ့စစ်ရေးဆိုင်ရာဆုံးဖြတ်ခွင့်တွေပို့ပြီးတော့ရလာပါတယ်။တက်ချုံနဲ့သူကပို့ပြီးတော့နီးနီးကပ်ကပ်နဲ့စစ်စင်ရေးတွေမှာဆုံးဖြတ်ခွင့်ရနေပါတယ်။ဒုတက်ချုပ်ထဲတော်မှလုတ်ပိုင်ခွင့်တွေပို့ပြီးတော့ရလာတယ်လို့ပြောလို့ရတယ်။နောက်တစ်ခါတက်ချုပ်ရဲ့နိုင်ငံခြားခီးစဉ်သွားတဲ့အခါမှာစစ်ဘက်ရေးရအလုံးနဲ့လုတ်ပိုင်ခွင့်အများစုကို ညိကိုရဲ့လက်ထဲကိုပဲယာယီလွှဲပေးခဲ့တာမျိုးတွေလည်းပို့ပြီးတော့များလာတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။မင်းအောင်လိုင်ကကြောစွာလင်းကိုအနိကက်ခေါ်ယူထားတဲ့အပြင်တချို့သောစစ်ဘက်နဲ့စစ်စင်ရေးကိစ္စရပ်များမှာဒုတက်ချုပ်နဲ့အခြားထိပ်တန်းဗိုလ်ချုပ်များကိုတော့အတိမပေးတော့ပဲစုံဖြတ်စီမံမှုတွေလည်းရှိလာတယ်လို့သိရပါဗျ။မင်းအောင်လိုင်နဲ့ကြောစွာလင်းတို့ကြားမှာပုံမိုနီနီကက်ကက်ရှိလာတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါဗျ။ ကျော်စွာလင်းဟာစစ်တပ်ကတော့အပတ်စဉ်35ကြောင်းစင်းတအုပ်ဖြစ်ပြီးတော့2018ခုနှစ်မှာအလဲပိုင်းတိုင်းတိုင်းမူ2020ခုနှစ်မေလမှာဒုတိယဗိုလ်ချုပ်ကြီးရာဒူးနဲ့စစ်ထောက်ချုပ်တာဝန်အဲ့ဒီနောက်မှာတော့စေဦးစီးအရာရှိချုပ်ကြီးဖြစ်နေ2023ခုနှစ်မှာပူးတွဲတာဝန်ယူခဲ့သူဖြစ်ပြီးတော့2024ခုနှစ်ဒီဇင်ဘာလ19ရက်နေ့မှာတက်မတော်ကြီးရေးလေးညှိနှိုင်းကုတ်ခဲရေးမှုဖြစ်လာခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းအနောက်ချမ်းတာယာဝတီ KI မင်းလာမြို့နယ်မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုများကြားမှာတိုက်ပွဲဖြစ်ပွားနေခြင်းကြောင့်ရန်ကုန်ပြည်လမ်းမကြီးအရှိတ်အဝါမှာရှိတဲ့ကျေးရွာ60ကျော်ကဒေသခံပြည်သူ1000ကျော်ဟာစစ်ဘေးရှောင်နေရတယ်လို့ကျေးရွာ၄ရွာမိရှုဖြက်စီခံထားရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းလာမြို့နယ်ဘကိုးရုံမှနဲ့ရန်ကုန်ပြည်လမ်းကိုဆက်သွယ်ထားတဲ့လမ်းပိုင်းနဲ့ဘကိုးရုံမှအတွင်းမှာရှိတဲ့ မျိုးချောင်းစိန်ကန်းလန်ရုံးမှဖြက်လန်းကိုအေပီလာ22ရက်နေ့ကစတင်ပြီးတော့စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။တိုက်ပွဲများအတွင်းမှာလေကြောင်းကနေဘုံကျဲသလိုလက်ရှိစစ်တပ်အထိုင်ချထားတဲ့ခလာရတစ်တရင်ကြောက်တကားဖျားကုံတာကလေးရွာဖုန်ကြီးကျောင်းနဲ့စစ်ကွင်းတာစုံတို့ကနေပြီးတော့နေ့စဉ်လက်နက်ကြီးများနဲ့ပစ်ခတ်နေတဲ့အတွက်လူနေအိမ်များပေါ်ကိုကြားရောက်ပောက်ကွဲပြီး ိမ်များပြက်စီးခဲ့တဲ့အပြင်လူထိခိုက်ဒဏ်ရာမှုများရှိကဒေသခံများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။မင်းလာဒေသခံတအုပ်ကအခုကတိုက်ပွဲမဖြစ်လဲသူတို့အထိုင်တွေကနေပြီးတော့လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတာ နေ့စဉ်ရက်ဆက်ပြစ်တာမဟုတ်လို့ဘေးလိုရာကိုရှောင်နေကြပါတယ်တချို့လဲစစ်မဖြစ်တဲ့မျိုးပေါ့တချို့လဲအခြားရွာတွေနဲ့ငွေချေးအစမပြေတဲ့သူတွေကတော့ရိုးမတော်ထဲမှာရှောင်နေကြရတာပေါ့အိမ်ဆောင်ကြံခဲ့တဲ့သူတွေကတော့ဘုန်းခိုချင်းတွေထဲမှာနေနေရပါတယ်လို့ပြောပြထားပါတယ်မင်းလာမျိုးနယ်အတွင်းကိုအိမ်မမျိုးအခြေဆိုင်အမတ်66ချင်းမြတ်မဌာနချုပ်တမခ66လက်အောက်ခံမင်းလာမျိုးနယ်စိန်ကန့်လန့်ရွာအခြေဆိုင်ခလိုက်ရတဲ့အိမ်မမျိုးအခြေဆိုင်ခလိုက်ရ80 မိထီလာအခြေဆိုင်အမှတ်69ချင်းမြတ်တမဌာနချုပ်တမခ69လက်အောက်ခံတမ်းများကပူပေါင်းအင်အား300ကျော်နဲ့စစ်ကြောများဖြန့်ခွဲပြီးတော့ဝင်ရောက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။တရားဝရီခံပြည်သူ့ကာကွယ်အဖွဲ့ပကဖကတာဝန်ရှိသူတို့ကဘကိုးတိုင်းအနောက်ချမ်းမှာရှိတဲ့ကပ္ပဆဆက်ယုံတွေကိုချင်းချောက်လာနိုင်တဲ့အထိတော်လိုင်းအင်အားစုတွေအားကောင်းလာတာကြောင့်မြေပြင်ထိုးစစ်လုပ်တာမျိုးပါပဲ။အဲဒီလိုမျိုးတွေရှိလာတော့နေမြေဆုံးမှုကအရေးကြီးပါတယ်လို့ပြောပြထားပါတယ်။ ယခုခါမှာစစ်ဘေးရှောင်နေရတဲ့ခြေရွာများမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုစစ်ကောင်စီတပ်သားများနဲ့တခိုးများကဖောက်ထွင်းခိုးယူလျက်ရှိသလိုမေလာတရက်နေ့မနက်ပိုင်းကခွမအုပ်စုမှာရှိတဲ့အင်ဂျီ90ကျော်ကငမိုးရိပ်ရွာအေပီလာ30ရက်နေ့မှာအင်ဂျီ100ကျော်ရှိတဲ့ဇရင်မြောင်ရွာအရှိကုန်းနဲ့ရွှေပေါက်ပင်ရွာများကိုမိရှုပ်ဖျက်ဆီးခဲ့ရာရွာ3ရွာပေါင်းအင်ဂျီ150ခန်းမိလောင်ကျွမ်းခဲ့တယ်လို့သိရပါဗျ။ ရွာတဲကအခြေအနေတွေကိုပြန်ကြည့်တဲ့ဒူတွေတဲကဆယ်ဦးနဲ့အထက်ဟာစစ်ကြောင်းနဲ့တွေ့ပြီးတော့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခြင်းကိုခံလိုက်ရတယ်လို့မေလာ6ရက်နေ့မှာစစ်ကြောင်းဟာဥရောပကငယ်မင်းရွာမှာတပ်ဆွဲထားပြီးတော့စစ်ကားများနဲ့အင်အားတွေထပ်မံဖြည့်တင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစောမြို့နယ်ကြောက်ထုမြို့တဲကိုဆောက်လုပ်ရေးပျက်စီးသွားဝယ်တဲ့ဦးစင်တပါးနဲ့တကာတအူးကိုစစ်တပ်ကဖမ်းဆီးရိုက်နှက်နှိပ်စက်မှုကြောင့်တံဃာတော်ဟာပြန်လည်တော်မူသွားပြီးအသက်38နှစ်အရွယ်တကာဖြစ်သူစမ်းမင်းဦးကတော့စေဝါကူတမှုခံယူနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ3ရက်နေ့ကစောမြို့နယ်ကြောက်ထုတိုက်နယ် တပြင်းကြီးွာဖုန်ကြီးချောင်းကတတ်တော်60နှစ်အရွယ်ရှိတဲ့တန်ကားတော်နဲ့တကားကိုစမ်းမင်းဦးတို့ဟာဆောက်လုပ်ရေးပစ္စည်းများဝယ်ရန်ဆိုင်ကယ်နဲ့ကြောက်ထုမြို့ပေါ်ကိုတွားရောက်ခဲ့တယ်လို့သိရပါဗါဒဆောက်လုပ်ရေးပစ္စည်းများရောင်းဝယ်တဲ့ဆိုင်ကိုရောက်ရှိပြီးတော့ပစ္စည်းများဝယ်ယူနေတဲ့အချိန် အရက်မူးနေတဲ့စစ်သားများကလာရောက်ပြီးတော့ဖမ်းဆီးသွားတယ်လို့သိရပါဗါးအခုလိုမျိုးဖမ်းဆီးပြီးတဲ့နောက်ကြောက်ထုမျိုးအမြောက်တပ်ထဲကိုခေါ်ဆောင်သွားပြီးတော့ဥစဉ်လူအမီတမ်းမင်းနဲ့တကကိုစမ်းမင်းဥတို့ကိုတနေကုန်ရိုက်နှက်နှိပ်စက်ခဲ့ရာဥစဉ်ဟာနောက်ကျောထိုးသွင်းဒဏ်ရာ၃ချက်၆ရောက်တစ်ဖက်ကျိုးဒဏ်ရာကြောပြင်တစ်ခုလုံးညိုမဲဒဏ်ရာမျက်နှာဖူးရောင်ဒဏ်ရာများရရှိခဲ့တယ်လို့သိရပါဗါးတကကိုစမ်းမင်းဥဟာလည်းပေါင်ကိုထိုးသွင်းဒဏ်ရာမျက်နှာဖူးရောင်ဒဏ်ရာ ကြောပြင်ညုံမဲဒဏ်ရာများရရှိခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးစစ်တပ်ကတနေကုန်ညှင်းပန်းနှိပ်စက်ပြီးတဲ့နောက်ပြန်လွှတ်ပေးလိုက်ရာတပြင်းကျေးရွာကိုပြန်လည်ရောက်ရှိလာပြီးတော့မေလ၄ရက်နေ့ညနေပိုင်းမှာနှိပ်စက်ဒဏ်ရာများနဲ့တန်ဃာတော်ဟာပြန်လုံတော်မူသွားတယ်လို့သိရပါဗျ။ဒဂါဆမ်းမင်းဦးဟာလည်းစေဝါကုသမှုခံယူနေရတယ်လို့သိရပါဗျ။ဦးစင်းနဲ့တကားတို့ကကြောက်ထုမျိုးတွေကိုစောက်လို့ရေးတုံးပြက်စီးတွေလိုအပ်တာလေးတွေတွားဝယ်ရင်းနဲ့အဖမ်းခံရတာပါအမြောက်တက်သေးကိုခေါ်သွားပြီးတော့သူတို့တွေစိတ်ကြိုက်နှိပ်စက်ကြတယ်ညနေမိုးချုပ်ခါနီးမှာပြန်လွတ်လိုက်တာပါ ဖမ်းခေါ်သွားတဲ့အချိန်ကနေ့လယ်ပိုင်းလောက်ကနေဖမ်းခေါ်သွားတာတနေကုန်လုံးနှိပ်ဆက်ပြီးတော့မှပြန်လွှတ်လိုက်တာပါလို့ရောလင်းနှန်းကကိုအောင်ကြီးကရှင်းပြထားပါဗျစစ်ကောင်စီတပ်သားများရဲ့ရိုက်နှက်နှိပ်ဆက်ခံရမှုကြောင့်ပြန်လည်တော်မူသွားတဲ့တန်ကတော့ လူအမျိုးတမ်းမင်းဟာလွန်ခဲ့တဲ့၃နှစ်လောက်ကစပြီးတော့သာသနာဘောင်ကိုဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကြောက်ထုမျိုးမှာစစ်တပ်ကယူနီဖောင်းနဲ့တော်လကောင်းအရက်ဝတ်နဲ့တော်လကောင်းပုံမှန်လှည့်လေကောင်းပြည်သူများကိုစောင့်ကြည့်ပြီးတော့ဖမ်းဆီးလျက်ရှိပြီးပြည်သူများအနေနဲ့ကြောက်ထုမျိုးတွေကိုမလိုလားဘဲနဲ့ခီးသွွာလာခြင်းမျိုးမပြုတ်လောက်ကြရန်ရောလင်းနှန်းကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းစိတ်ကြီးခနောင်တုံမြို့နယ်ကယောဂါဒယ်နဲ့ စိတ်ရောဂါအခံရှိသူမောင်ရနိုင်ဖြိုးဟာစစ်တပ်က၃ချိန်မြောက်ပေါ်တာဆွဲပြီးတော့စစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့စူးစောင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စိတ်ကြီးခနောင်တို့မြို့နယ်ကမောင်ရနိုင်ဖြိုးဟာနှလုံးသွေးကြောချင်းရောဂါစီးချိုရောဂါနဲ့စိတ်မတည်ငြိမ်တဲ့ရောဂါအခံရှိသူဖြစ်ပြီးတော့၂၀၂၅ခုနှစ်မတ်လ၄ရက်နေ့ကဒငင်းကုန်းစည်းအနီးမှာအလုတ်သွားနေတဲ့အချိန်ပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။မတ်လ၁၀ရက်နေ့မှာအဆက်အသွယ်ပြန်ရပြီးတော့စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကိုခံလိုက်ရတယ်လို့ပြောပါတယ်။လက်ရှိမှာကျိုင်းတုံမြို့နယ်မှာရှိတဲ့အမတ်၁၁တန်းမြင့်လေ့ကျင့်ရေးတပ်မ ာရောက်ရှိနေတယ်လို့သိရပါဗျ။ယခုအချိန်ဟာစစ်သားအဖြစ်နဲ့စူဆောင်းခံရမှုဟာတတိယအချိန်စူဆောင်းခံရခြင်းဖြစ်တယ်လို့ပြောပါတယ်။ယောဂတဲ့မောင်ရန်တိုင်းဖြိုးဟာပထမအချိန်အဖြစ်နဲ့အလုတ်သွားတဲ့အချိန်မှာစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကိုခံခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့တလကြောကြာပျောက်ဆုံးခဲ့ပြီးတော့စိတ်ကြီးခဏောင်တို့မြို့နယ်ရဲစခန်းမှာလူပြောက်အမှုဖွင့်ခဲ့တယ်လို့သိရပါဗျ။နောက်ဆုံးမှာဒငင်းငုံစစ်သားစူဆောင်းရေးတပ်ကနေတဆင်း ဖောင်ကြီးအမတ်တဲ့လေ့ကျင့်ရေးတပ်ကိုရောက်ရှိသွားတယ်လို့သိရပါဗျ။ဒါပေမဲ့၎င်းမှာယောဂါများဖြစ်ပွားနေတဲ့အတွက်စေးကြတယ်ဆိုပြီးတော့ဖောင်ကြီးအမတ်တဲ့လေ့ကျင့်ရေးတပ်ကတာဝန်ခံဗိုလ်ကြီးတန်းစော်ဆိုးကအကြောင်းကြားခဲ့တယ်လို့ပြောပါတယ်။အဲဒီကောင်မှတဆင်းငင်းငုံစစ်သားစုဆောင်ရေးတပ်ကိုပြန်လည်ပို့ဆောင်ကတာဝန်ခံဗိုလ်ကြီးဟိန်းထက်ဦးကမိဘများထံကိုပြန်လည်အနံပေးခဲ့တယ်လို့သိရပါဗျ။ဒုတိယအကြိမ်အဖြစ်ပေါ်တာဆွဲခံရမှုအဖြစ်နဲ့ ဒေးဒီယန်မြို့နယ်စစ်သားစုဆောင်ရေးတာဝန်ခံဗိုလ်ကြီးအောင်ဟင်းရဲ့စစ်သားစုဆောင်မှုမှာပါဝင်သွားပြီးတော့စေးကြတဲ့အတွက်နေအိမ်ကိုတဖန်ပြန်လဲပြီးတော့ပို့ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါဗါးအခုတကြိမ်ကတော့တတိယအကြိမ်စစ်သားအဖြစ်နဲ့စုဆောင်းခံရပြီးတော့ကျိုင်းတုံမြို့နယ်အမှတ်ဆက်တဲ့တမ်းမြင့်လေ့ကျင့်ရေးအကြောင်းကိုပို့ဆောင်ခံလိုက်ရတယ်လို့ပြောပါတယ်အကြိမ်ကြိမ်ပေါ်တာဆွဲခံရတယ်ယောဂါတဲ့မောင်ရန်တိုင်းဖြိုးဟာစစ်မှုထမ်းရန်မသင့်တော်ကြောင်းစေးကြတဲ့လက်မှတ်များရရှိထားတော့လေတတိယအကြိမ်ထပ်မံပြီးတော့ပေါ်တာဆွဲ စစ်သားစုဆောင်ခြင်းခံရတဲ့အတွက်မိဘများဟာအထူးပင်စိတ်ပူနေရတယ်လို့မိဘဆွေမျိုးများကသတင်းပေးပို့တိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ